တရုတ်သမ္မတရှိချင်းဖြစ်ရဲ့အာဂတိတက်ချက်ရေးစီမံကိန်းတွေကထိုင်ဝမ်ကိုကျူးကျော်တဲ့စစ်ပွဲအတွက်ပိုကောင်းတဲ့ပြင်ဆင်မှုတွေဖြစ်လာစေနိုင်တယ်လို့အမေရိကန်ကသုံးသပ်ထားပါတယ်။ရှီဟာတရုတ်ပြည်သူလွတ်မြောက်ရေးတပ် PLA ရဲ့အတွင်ပိုင်းမှာအာဂတိပြဿနာတွေကိုရှင်းလင်းမယ်လို့ကြွေးကြော်ပြီးအာဂတိဖြိုခွင်းရေးတွေကိုဆယ်စုနှစ်နဲ့ချီအကောင့်ထဲဖော်လာခဲ့တာပါ။အဲ့ဒီအထောက်မှုတွေရဲ့ဆက်ဆက်ရည်ရွယ်ချက်တစ်ခုကတော့ PLA ရဲ့စစ်ရေးနည်းပညာတွေကိုထိထိရောက်ရောက်အဆင့်မြင့်တင်ချဲ့ထွင်ဖို့အတွက်လည်းဖြစ်ပါတယ်။ ဒီအာထုတ်မှုက2020ခုမှာထိုင်ဝမ်ကျွန်းကိုစစ်အင်အားသုံးသိမ်းယူဖို့ဆိုတဲ့တရုတ်ရဲ့မဟာဗျူဟာရည်မှန်းချက်အထမြောက်ဖို့ပိုပြီးနှိစက်လာစေတယ်လို့အမေရိကန်ထောက်လှမ်းရေးအစိုးရကစားတဆောင်ကဖော်ပြထားပါတယ်။အဲ့ဒီအစိုးရကစားထဲမှာတော့တရုတ်ရဲ့အစိုးရအရာရှိ65ရာခိုင်နှုန်းနဲ့အထက်ဟာအာဂရိဒါမှမဟုတ်လက်ပေးလက်ယူကိစ္စတွေကိုအနည်းနဲ့အများပတ်သက်ခဲ့ဘူးတယ်လို့ယုံကြည်ရကြောင်းဖော်ပြထားတာပါ။ရှီဟာ2012မှာတရုတ်သမ္မတဖြစ်လာကြတဲ့အခါ PLA အစိုးရအဖွဲ့နဲ့အာဏာရကွန်မြူနစ်ပါတီ CCP တဲကအာဂရိကိစ္စတွေကိုအင်တိုက်အားတိုက်ဖြိုခွင်းခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းတရုတ်မှာ စစ်ဆေးခံရတဲ့အမှုဒဏ်၅တန်းလောက်ဟာအာဂရိလိုက်စားမှုဆွဆွဲချက်တွေအတွက်အပြည့်ရှိတယ်လို့ဖော်ထုတ်တွေ့ရှိခဲ့ကြောင်းသိရတာပါ။ PLA ရဲ့ထိတ်တန့်ပုံချုပ်တွေနဲ့ CCP ရဲ့အကြီးအကဲတွေပါအဂရိဆဆွဲချက်တွေနဲ့ဖယ်ရှားခံရတာတွေရှိခဲ့တဲ့နောက်စစ်ရေးဆိုင်ရာအဆင့်မြင့်တိစောက်မှုတွေပိုပြီးအကောင်းလာစေတဲ့အပြင် ပါတီထဲမှာလည်းရှီရဲ့ဗဟိုချုပ်ကန်ခွင့်ကိုပိုပြီးတကိုးထွာလာစေတယ်လို့အမေရိကန်ထောက်လှမ်းရေးအစီရင်ခံစာကထောက်ပြထားပါတယ်။ဒီအခြေအနေတွေကထိုင်ဝမ်ကိုကျူးကျော်စေပြုပြီးတင်သွင်းလာနိုင်တဲ့ရှီရဲ့ရီမန်းချက်တွေကိုပိုပြီးအားကောင်းလာစေနိုင်ပါတယ်။ရှီကတရားဝင်အမိန့်ပေးထားတာမျိုးမဟုတ်ပေမဲ့2020ခုကြာရင်ထိုင်ဝမ်ကျွန်းကိုသိမ်းယူဖို့လုံလောက်တဲ့စစ်အင်အားနဲ့အရင်းအမြစ်မျိုး PLA ကအသင့်အနေအထားပိုင်ဆိုင်နေအောင်ရည်ရွယ်ထားကြောင်း နိုင်ငံရေးသူတွေတွေကကြဲကြဲပြင်းပြလက်ခံထားပါတယ်။ပြီးတော့အခရီးမှုတွေကိုရှင်းထုတ်တာက PLA အတွက်တော့စစ်လက်နက်ပစ္စည်းတွေဖြည့်တင်းဝယ်ယူမှုကိုပိုပြီးထိထိရောက်ရောက်လုပ်ဆောင်နိုင်ဖို့တွန်းအားတရက်လည်းဖြစ်လာစေတယ်လို့အစိုးရခန်းစာကဆိုပါတယ်။2020ပြည့်နှစ်အောက်တိုဘာလတုန်းကရှိဟာ PLA ကို2029ခုနှစ်ကြာရင်ကမ္ဘာ့ခေတ်အမီဆုံးစစ်တပ်တွေထဲကတစ်ခုဖြစ်တိစောက်ထားနိုင်ဖို့ရည်ရွယ်ကြောင်းကြေညာခဲ့ပြီးဒါဟာထိုင်ဝမ်ကိုကျူးကျော်ဖို့ဆိုလိုတာဖြစ်နိုင်ကြောင်း အများစုကတော့အတိတ်ပဲဖွင့်ဆိုကြပါတယ်။တရုတ်အစိုးရဟာထိုင်ဝမ်ကိုပိုင်တဲ့နယ်မြေတစ်ခုဖြစ်သတ်မှတ်ပြီးလိုအပ်လာရင်စီအင်အားသုံးသိမ်းယူမယ်လို့အစဉ်တစိုက်ချင်းကြောက်ထားပါတယ်။ဒီမိုကရေစီထွန်းကားပြီးကိုယ်ပိုင်နိုင်ငံရေးစနစ်နဲ့အုပ်ချုပ်နေတဲ့ထိုင်ဝမ်ကတော့တိကျလွတ်လပ်တဲ့ယက်တီမှုကိုသာလွတ်လာနေပါတယ်ရှင်။